မင်္ဂလာပါရှင်။ဗမာကိတဲ့တရင်ဌာနမှပြန်လေးကျူဆူလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ9ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တဲရောက်တဲ့တရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းအနေနဲ့ရွေးကောက်ပွဲမတန်ခင်တိုက်ပွဲတွေပုံမှုပြင်းထန်လာနိုင်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။နေမြေများစွာလက်လွတ်ထားရတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတန်ခင် လုံခြုံရေးအတွက်စစ်ရေးအရှိန်မြင့်လာနိုင်တယ်လို့တော်လိုင်းအင်အားစုတွေကလည်းထုတ်ဆစ်စင်မှဖြစ်လို့တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့စစ်ရေးအကဲခတ်တွေကပြောပါရယ်။ဒီနှစ်ကုန်ပိုင်းမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားပေမဲ့မြို့ပေါင်း90ကျော်ကိုလက်လွတ်ထားရတယ်လို့စစ်ရေးပဏိပကဖြစ်စဉ်မဖြစ်ပွားတဲ့မြို့နယ်ဟာသုံးပုံတစ်ပုံလောက်သာကျန်ရှိတော့တာပါ။ စကောင်းဆောင်မှုကြောင့်မူကြီးမင်းအောင်လိုင်းကတက်အလိုက်တောင်းယူထားတဲ့နည်းမြေအတွင်းစစ်စင်ရေးလုံခြုံရေးနဲ့နည်းမြေစိုးမိုးရေးလုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်ဖို့ပြီးခဲ့တဲ့မေလ24ရက်နေ့မှာညွှန်ကြားခဲ့ပါတယ်။စီရင်ဘူးကြီးစင်ရောကမြဝကျွန်းပေါ်နဲ့အညာဒေသတွေမှာစစ်ကောင်စီရဲ့ထိုးစစ်တွေရှိလာနိုင်တာကြောင့်တိုက်ပွဲတွေပြင်းထန်လာမယ်လို့သုံးသပ်ပါတယ်။ ပုံမှန်အပြင်ဆိုရင်တော့မိုးကလာမှာဆစ်စင်ရေတွေထိထိတိုက်ပွဲတွေပြင်းထန်မှုနေလေရှိတယ်။ဒါပေမဲ့အညာမကွေးမြဝကျွန်းမဒေသတွေမှာစစ်ကောင်စီရဲ့ထိုးစစ်တွေပြင်းထန်လာမယ်လို့ခန့်မှန်းရပါတယ်။သူတို့ကိုယ်တိုင်ကလည်းစက်တင်ဘာလကနေစပြီးတော့အညာမကွေးစကိုင်းနဲ့ ARE တိုင်းတွေကိုလေကြောင်းရောမြေပြင်ထိုးစစ်ရောမြင့်မယ်လို့ကြားသိရပါတယ်။အဲဒါကြောင့်အညာမြေလက်နဲ့မြဝကျွန်းပေါ်ပသိမ်မုံရကာလမကြီးကိုဝင်ရိုးအဖြစ်ထားပြီးဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းမှာတိုက်ပွဲပြင်းထန်မှုတွေဖြစ်လာမယ်လို့ယူဆရပါတယ်ခင်ဗျာလို့ဆိုပါတယ်။လက် ချိန်မှာလည်းရွေးကောက်ပွဲအကြောင်းပြချက်နဲ့ဒေတာလိုက်တည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်စစ်ကောင်စီကအပြင်းခက်ရစဲရေးကိုဇွန်လကုန်ထက်တက်တန်တိုးမြင့်ထားတာပါအလားတူညီနောင်မမိတ်သုံးဘွဲကလည်းတစ်ဖက်သက်အပြည့်ရဲ့ကြီးညာထားတာဖြစ်ပါတယ်ဒါပေမဲ့ရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့အနေမြေစိုးမှုမှုရှိနေတဲ့နိုင်ငံခြားရှင်နေမြုံနယ်မှုစီမံကိန်းတွေအများပြားရှိတဲ့ကြောက်ဖြူမြို့နယ်မှာတော့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်တစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းဆရာနာရှင်စနစ်ကိုအမြင့်ပြဖို့အထွေထွေ ေထိုးစစ်ဆင်နွှဲမယ်ဆိုပြီးထုတ်ပြောထားပြီးချင်းအမျိုးသားတက်အုပ် CNF ကလည်းမိုရီမာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးအရှိန်မြင့်မှုအားလုံးပူးပေါင်းတိုက်ပွဲဝင်ဖို့တိုက်တွန်းထားတာပါနိုင်ငံတော်မှကရင်အမျိုးသားအစည်းအရုံး KNU ကတော့မဟာမိတ်ပူးပေါင်းတက်ဖွဲ့တွေနဲ့အတူလက်ရှိမှာထိုင်းမြန်မာနယ်စပ်တလျှောက်ရှိစစ်တပ်စခန်းတွေကိုတခုပြီးတခုထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်မွန်ပြည်နယ်မှာတော့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခြင်းမရှိသေးပေမဲ့လောလောဆယ်မှာစစ်ကောင်စီဘက်က လုံခြုံရေးအတွက်အနေမြေစိုးမိုးမှုရှောင်ပြင်ဆင်လာ နေပြီလို့တော်လရင်ဖွဲ့ရိစီကသိရပါဗျ။မွန်ပြည်တော်လင်းတက် MSRF ပြောခွင့်ရနိုင်နဂါကစီရေးအရှိန်ဟောမိုးကြကစာမပဲစစ်ကောင်စီကရေးမြောက်ပိုင်းမှာထုတ်စစ်ဆင်မှုတွေစာလုံးနေပြီလို့တန်လွင်တိုင်းဝပြောပါရယ် ကျွန်တော်တို့မွန်ပြည်နယ်ဘက်မှာမိုးရသည်ဆိုလို့ရှိရင်အသွာလာတွေခက်ခဲတာရှိတယ်။ဒါပေမဲ့ဘလို့ပဲအခက်ခဲတွေရှိပါစေအစင်မပြေရင်ပြေတယ်လို့ကျွန်တော်တို့တက်နေနေတော့လကောင်အခြားသောတက်တွေနဲ့ပူးပေါင်းရေတော့လကောင်ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားဖို့ရှိတယ်။စီရင်ရှိန်ဟုံကတော့အခုမိုးကြကစားမှာပဲစက်ကောင်စီကရေးမြောက်ပိုင်းမှာထိုးစစ်ဆင်မှုတွေစားလုံးနေပြီ။ကျွန်တော်အမြင်ကတော့လာမယ့်နှစ်ကုန်ဒါမှမဟုတ်နောက်နှစ်ဦးပိုင်းလောက်မှာရွေးကောက်ပွဲကိုမဖြစ်မနေသူတို့လုပ်ဖို့အစီအစဉ်ရှိတဲ့အတွက်ကြောင့်နေမြေထိန်ချုပ်ရေးစုမှုရေးတွေကိုသူတို့လုံနိုင်မှုအခုလိုထိုးစစ်တွေ ဆင်းပြီးအခြေစိုက်စခန်းတွေကိုလည်းလုံခြုံရေးအတွက်တည်ဆောက်လာမယ်လို့ကျွန်တော်မြင်တယ်လို့ဆိုပါရယ်။အာနာသိမ်းမိကလေးကရွှေကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်ထားတဲ့စက်ကောင်စီဟာအခုနှစ်ဒီဇင်ဘာလတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်အထိရွှေကောက်ပွဲတွေကျင်းပဖို့ရထားတာပါ။နိုင်ငံအနှက်ဆက်အာနာရှင်စနစ်တော်လင်းတိုက်ပွဲတွေလည်းဆက်ရှိနေတာကြောင့်လုံခြုံရေးအခြေအနေအရအနေမြေဒေသပေါ်မူတည်ပြီးစက်ကောင်စီကရွှေကောက်ပွဲတွေကိုအပိုင်းလိုက်ကျင်းပမယ်သဘောမျိုးဖြစ်ပါရယ်။လေးလာသူတွေကတော့စက်ကောင်စီအနေနဲ့နိုင်ငံရေးတရားဝင်မှုရဖို့ ို့ဖိနှိပ်လို့ရနိုင်တဲ့နေမျိုးတွေမှာရွေးကောက်ပွဲကိုဘယ်နေနဲ့မဆိုပြုလုပ်လာနိုင်တဲ့အတွက်လူ့ခွင့်ရေးချိုးဖောက်မှုတွေများစွာရှိလာနိုင်တယ်လို့ထောက်ပြထားကြပါတယ်။ဆလဘီရှေးပြူမြို့နယ်မှာနေမြေရှင်လင်းရေးထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အမွန်ပူပေါင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တနင်္သာရီတိုင်းတဝဲခိုင်ရှေးပြူမြို့နယ်တွင်နေမြေရှင်းလင်းရေးထွက်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လင်းပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား6ဦးထပ်မံနေတိုက်ဆုံခဲ့ပြီး73ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်တော်လင်းရေးတပ် MSRF ကဒီကနေ့စွန်လ9ရက်မှာထုတ်ပြန်လာပါတယ်။ ဇွန်လ၂ရက်နေ့မနက်ရှင်နိုင်ခမ်းမှာရေပြိုမြို့နယ်မင်းသားကြီးရွာအုပ်စုစင်စင်ကြီးရွာမှာအခြေချထားတဲ့စစ်ကောင်စီစခန်းကိုတိုက်ခိုက်ဖို့သွားတဲ့တော်လိုင်းပူပေါင်းတပ်နဲ့နေမြေရှင်းလင်းထွက်လာတဲ့စစ်ကောင်စီတပ်တို့မိနစ်30ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ထိတဲ့တိုက်ပွဲမှာလက်နက်သိမ်းဆီရမှုကတော့မရှိပါဘူးစစ်ကောင်စီတပ်ရဲ့အသေးစိတ်စီရင်တဲ့အထံရရစီရင်ကတော့ဖြီသူရီရဲ့တရင်ပေးချက်အရာပဲထုတ်ပြန်တာဖြစ်ပါတယ် အတည်ပြုချက်ပေးနိုင်မှုတော့မရှိပါဘူး။ကံပောင်းအခြေဆိုင်ခလာရ293နဲ့ပြူစောတိပြည်သူစစ်တွေပေါင်းပြီးအခြေဆိုင်ထားတဲ့ဆင်ဆွေရာစခန်းမှာအလုံးပေါင်းအင်အား80တရာဝန်းကျင်ရှိတယ်လို့ကြားရတယ်။ကျွန်တော်တို့ဒီရက်တိုက်ပွဲဖြစ်တာတော့နေပြည်တော်ရှင်းလင်းရေးထွက်လာတဲ့အင်အား30ဝန်းကျင်တပ်စုတစုနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်တာပါလို့ MSRF ပြောရေးဆိုခွင့်ရှိသူနိုင်နဂါက Varma VJ ကိုပြောပါရယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီစခန်းဘက်ကမွန်ပြည်တော်လိုင်းတက်တဲ့မာမိတ်ပူပေါင်းတပ်တို့က60မမလက်နက်ကြီးနဲ့ငါးချင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ေတော်လိုင်းအင်အားစုတို့အထူးကိမရှိပြန်လေဆုတ်ခွာလာတယ်လို့လည်းသိရပါဗျ။တိုက်ပွဲဖြစ်ပြီးနောက်ဒဏ်ရာနဲ့တေဆုံတဲ့အဖွဲ့တွေပြန်ဆုတ်သွားတဲ့ပုံမှာစစ်ကောင်စီတပ်စခန်းဘက်ကလက်နက်ကြီးတွေနဲ့ပစ်ထုတ်တာတွေရှိတယ်။ဒီနေ့မနက်ထိရန်ပန်ရက်ခါပြစ်ခတ်နေတော့မှာပဲ။အရာပြင်စစ်ကောင်စီဘက်ကကလိန်အောင်ဘက်ကတပ်အင်အားတွေထပ်ဖြည့်ပြီးတော့နေမြေရှင်းလင်းရေးတွေလှုပ်ရှားနေတယ်လို့လည်းကြားသိရပါတယ်လို့နိုင်နဂါကဆက်လက်ပြောခဲ့ပါတယ်။စင်စဲကြေးရွာမှာတပ်ဆွဲထားတဲ့တပ်စခန်းကမော်ရော်ရီရေတပ်စခန်းဌာနချုပ်ရှိတဲ့ရှေးဖြူမြို့နယ်မင်းသား ားကျေးရွာအုပ်စုအပိုင်းမှာတိုက်ပွဲမကြာခဏဖြစ်ပွားမှုနဲ့အချိန်ချင်းတိုက်ခိုက်ခံနေရတာကြောင့်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကမှရှေ့တိုဘီစခန်းချထားတာဖြစ်တယ်လို့လည်းသိရပါဗျ။ ိုက်ပွဲအတွင်းမွန်ပြည်တော်လှန်ရေးတပ် MSIF ဒေါနာစစ်ကြောင်း3 KBDF LDF ဒေါနာစစ်ကြောင်းနဲ့ YGF မွန်ပြည်သက်ပါတီဆေးရနာရှင်တိုက်ဖြတ်ရေး NSB AD နဲ့ Nance Anthony Coach လေးချင်းရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးပြီးခဲ့တဲ့ဧပြီလ20ရက်မှာလည်းရေပြူမြို့နယ်မင်းသားချေရွာမှာအခြေဆိုင်နေတဲ့စစ်ကောင်စီတပ်နဲ့လောက်ခံပြည်သူစစ်စခန်းကို MSRF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နေပြည်တော်နဲ့မန္တလေးမှာလိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုနေအိမ်ထဲဝင်ရောက်ဖမ်းဆီးနေရဲမှုအဆင့်ထိဖမ်းဆီးခံရရဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့နေပြည်ဖြစ်တဲ့နေပြည်တော်နဲ့မန္တလေးမြို့တွေမှာလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုနေနေအထိဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတယ်လို့ဒေသခံတွေရဲနဲ့နှီးဆက်သူတွေကရွှေပြည်မြို့ကိုပြောပါရယ်ရဲမှုဒူရဲမှုအစဉ်ရှိတဲ့ရဲအရာရှိတွေရဲ့အိမ်တွေတဲ့အထိဖမ်းဆီးခံရမှုတွေရှိနေပြီးအထူးစုံစမ်းစစ်ဆေးရေးစသုံးလုံးကတိုက်ရိုက်ကင်တွေတာဖြစ်တယ်လို့သိရပါရယ် ကိုအချင်းချင်းတော့အထာမထားတော့ဘူးဗျဘယ်အချိန်ကလေးကဖန်ချင်နေလဲမသိဘူးအိမ်တွေတည်းအထိဆင်းရဲအတီးချနဲ့ဝင်ဖန်လာလို့နေပြည်တော်ကရဲနဲ့နေဆက်သူတို့ကပြောပါတယ်မန္တလေးမြို့မှာလည်းမော်တော်ဆိုင်ကယ်တွေကိုနေရာအနက်မှာပိတ်ဆို့ဆစ်ဆေးမှုတွေရှိနေတယ်လို့နေအိမ်တွေတည်းအထိဝင်ရောက်ဖန်ဆီးမှုတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လတရက်နေ့ကစတင်ခဲ့တဲ့မန္တလေးမြို့ကလိုင်စင်မဲ့ရင်ဖန်ဆီးမှုတွေဟာ၃ရက်အတွင်းမော်တော်ဆိုင်ကယ်ရေးစီးရာနဲ့ချီပြီးဖန်ဆီးခံရတယ်လို့ချင်းချောက်ငွေညင်မှုတွေပါခံခဲ့ရ တယ်လို့ကိုရင်ကြုံတွေ့ခဲ့ရသူတွေကဆိုပါတယ်။ထောင်ထဲသွားမလားငွေပေးမလားဆိုပြီးပေါ်တင်မိတယ်။ငွေမပေးရင်ထောင်ထဲသွားထောင်ကားလွှင့်ရင်စစ်မှုထမ်းတဲ့ရောက်မယ်ဆိုပြီးပြောတာ။ငွေပေးလိုက်မှပြန်လာရတယ်လို့မဟာအောင်မြေမြို့နယ်ကဒေသခံတူကပြောပါတယ်။ဒါပေမဲ့လိုင်စင်မဲရှင်တွေလိုက်လံဖမ်းဆီးနေတဲ့စစ်ကောင်စီလောက်ခံရှဲတွေကိုရင်ကလိုင်စင်မဲရှင်တွေစီနေမီဖမ်းဆီးနေတဲ့အပေါ်ဒေသခံတွေကဝေဖန်နေကြပါတယ်။ ဆက်လက်ပြီးမြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးမှုအတွက်တောင်ကိုရီးယားရွေးကောက်ခံသမ္မတဤချေမြောင်ထံသို့ NUG ရဲ့သမ္မတကကျေးဇူးတင်ကုန်ပြုကိုရီးယား၏အောင်မြင်မှုများကိုမျှော်လင့်အားကျနမူနာယူရဟုဆိုဆွဲတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာဒီမိုကရေစီအရေးကြိုးပမ်းမှုအပေါ်အားပေးမှုအတွက်တောင်ကိုရီးယားရွေးကောက်ခံသမ္မတဤချေမြောင်ကိုကျေးဇူးတင်သောအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိလန်းကကျေးဇူးတင်ကုန်ပြုသည့်တုံ့ဝန်လွှာပေးပို့လိုက်သည်အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလက်ရှိလန်းကရွေးကောက်ပွဲအနိုင်ရကိုရီးယားသမ္မတနိုင်ငံ၏ 23ကြိမ်မြောက်သမရသည်မစ္စတာအေဂျေမြောင်ထံသို့ဂုံပြူဝမ်မြောက်ကြောင်းတဝင်လာကို2025ခုနှစ်စွန်လ4ရက်နေ့ကပေးပို့လိုက်ကြောင်းအဆိုပါဂုံပြူတဝင်လာတွင်သမရမစ္စတာအေဂျေမြောင်၏အောင်မြင်မှုကိုလေးစားဂုဏ်ယူပါကြောင်းရွေးချယ်ပေးလိုက်သည့်ကိုရီးယားပြည်သူများကိုလည်းလေးစားဂုဏ်ယူပါကြောင်းကိုရီးယားနိုင်ငံ၏နိုင်ငံရေးအကြံတဲကာလတွင်ခေါင်းဆောင်ဖြစ်လာသောသမရအေဂျေမြောင်သည်ကိုရီးယားနိုင်ငံကိုတိုးတက်ခိုင်မောဦးဆောင်နိုင်ရုံမကဒီမိုကရေစီလလက်ခွင့်နှင့်တရားမျှတမှုများကိုလည်းဖော်ဆောင်နိုင်လိမ့်မည်ဟုယုံကြည်ပါကြောင်းဖော်ပြထားသည်ထို့ပြင် ်ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများ၏ဒီမိုကရေစီရေးကြိုးပမ်းမှုများပေါ်အပြေမှုအတွက်လည်းကျေးဇူးတင်စကားဆိုပါကြောင်းကိုရီးယား၏အမြင်မှုများသည်မြန်မာနိုင်ငံအတွက်မျှော်လင့်အားကျနမူနာယူဆရာများဖြစ်တဲ့ကဲ့သို့အမျိုးသားညီညွတ်ရေးအစိုးရနှင့်မြန်မာပြည်သူများ၏ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကြိုးပမ်းမှုများကိုလည်းအပြေထောက်ခံမျိုးယုံကြည်ပါကြောင်းကိုရီးယားနှင့်မြန်မာနိုင်ငံသားချစ်ကြည်ရင်နေမှုကိုအတွန်းရှည်စွာဆက်လက်တည်တံ့နေမည်ဟုဆန္ဒပြပါကြောင်းစသဖြင့်ဖော်ပြထားပါသည်